ကလစ်125 2018ဆက်ဖို့မော်ဒယ်မြင့် ECU ပေါ့နော်ဒီ ECU ကကြာသွားတော့ဒီ ECU ကိုတက်လိုက်ရင်သွားဖြူတွေခဏခဏပြတ်သွားတာပေါ့နော်ဒီ ECU ကိုတက်လိုက်ပြီးဆိုတော့ top phone လောက်ရတယ်တစ်ချက်လေးပဲရတယ်ပြီးသွားရင် main phew ပြတ်ပြတ်သွားတယ်ပေါ့နော်လုံးဝအလုပ်လုပ်လို့မရဘူးဆိုတော့ကျွန်တော်က ECU တလုံးကိုကျွန်တော်တို့ကဆန်းတော့မယ်ဆိုရင်ကျွန်တော်တို့ကဟို digital meter ကို digital meter ကို attach scale မှာထားပေါ့နော် attach scale မှာပဲထားထားဒါကို function မှာပဲထားထားပေါ့နော်အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီထဲမှာရှိတဲ့ဒီမှာအဲမီတာကိုတို့ကြည့်တော့အတန်ကွန်နက်ရှင်မီလေးပေါ့နော်ဒီမှာကျတော့အော်တိုမီတာ ဒီပေ16ထုတ်ပါဆိုတော့ဒီငွေ3ခုကဘာလို့ပေးရလဲဆိုတော့သူကချာခြင်းလဲဒီငွေ3ခုကပဲသွင်းပေးတာစစ်တပ်ကိစ္စကိုလည်းဒီငွေ3ခုကပဲလုဆောင်ပေးတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီငွေ3ခုကိုကျွန်တော်ကအလွယ်မှာ EC တလုံးအားဒါမေးဖြစ်ခဲ့တာပဲဖြစ်ဖြစ်ဟိုအဟောင်းတလုံးကိုဝယ်ချင်တာပဲဖြစ်ဖြစ်ပေါ့လွယ်ကူစမ်းတမ်းနေလေးပေါ့နော်ဟိုအများကြီးမပြောပါဘူးအတန်စကေးမှာထားပြီးတော့ဒီငွေ3ခုကိုတိုင်းကြည့်အတန်စကေးမှာထားပြီးတော့ဒီငွေ3ခုကိုတိုင်းကြည့်လို့ဒီကွန်ငွေ3ခုကိုတိုင်းကြည့်လို့ဘယ်ငွေနဲ့ပဲတိုင်းတိုင်းအတန်မြင်နေခဲ့တယ်ဆိုရင်ဒီဘက်ကစစ်တပ်မရတော့ပါဘူးစစ်တပ်လည်းမရတော့ပါဘူးနော်ဒီဘက်ကစစ်တပ်မရတော့ပါဘူးနောက်တစ်ခုကဒီဘက်မှာဆိုရင် မတရားနေလာတဲ့ main ground ကျိုးရှိတယ် start charging relay ကနေလာတဲ့အဲဒါကို300အမ်ပီယာကျိုးရှိတယ်ပေါ့နော်သူတို့အချင်းချင်းကိုတိုင်းကျရင်လည်းအတန်မမီရပါဘူးဘာလို့လဲဆိုတော့တစ်ချောင်းကအပေါင်းတစ်ချောင်းကအနှုတ်အဲ့ဒါကိုကျွန်တော်တို့ကဟိုအပေါင်းနဲ့အနှုတ်ကျွန်တော်ဘယ်လိုလဲနေနေတိုင်းလိုက်ရင်ဒါ open ချင်းသဘောတရားအရာဟိုနှစ်ဖက်စလုံးအတန်မီနေတာမျိုးမဖြစ်ရပါဘူးတစ်ဖက်ပဲအတန်မီနေတာမျိုးဖြစ်ရပါမယ်နော်အခုတော့ကျွန်တော်တို့ကဒီအပေါင်းလုံးနဲ့အနှုတ်ကိုတိုင်းတော့လေအတန်ကဓာတ်ရိုက် connection ဖြစ်နေတယ်ဆိုတော့ဒီ ECU ကိုဆိုင်ကင်မှာတက်လိုက်ရင်ဘယ်လိမ့်နဲ့ဘယ်နေနေမျိုးဖြစ်ပြတ်မှာပါ ။အဲတော့ဒီကမှာရှိတဲ့ဗရီယာလာတဲ့ main ground zone နဲ့ stack charging ကလေးကလာတဲ့အပေါင်းပါပါ main power supply zone နဲ့သူတို့နှုတ်ကိုတန်းကြည့်လိုက်ရင်အတန်းလုံးဝမမြင်ရပါဘူး။မြင်နေရတဲ့ချိန်မှာဒီ ECU မကောင်းပါဘူး။အဲတက်လိုက်ရင်လည်းမင်းပြခဏခဏပြတ်မှာပါ။နောက်တစ်ခုကဒီကမှာရှိတဲ့ coin ကို၃ခုနဲ့ coin ကို၃ခုကိုတန်းကြည့်လို့ဆိုရင်လည်းအချင်းချင်းတန်းနေမြင်ရပါဘူး။ဒီလိုဟိုတန်းလုံးကိုတန်းကြည့်လို့အချင်းချင်းတန်းမြင်နေခဲ့လို့ဆိုတော့ design ကလေးကတည်းကဘာဖြစ်မလဲဆိုတော့ stack မရပါဘူး။ဟောဒါလည်းကဒါလည်းဒီဟာဘာဖြစ်နေလဲဆိုတော့ main ECU ဒီ ECU တက်လိုက်ရင် main ပြတ်ပြတ်သွားတယ်။အဲဒါဒီဘက်မှာဒီ ECU တွေမှာကဒီ33ဘောဆော့ဖ်မှာ error data ရှားပါတယ်။ ညမှာပဲအဲ့ဒါတက်တာများပါတယ်ဘာအဲ့ဒါလဲဆိုတော့ ECU တက်လိုက်ရင်မင်းပြပြတာ ECU တက်လိုက်ရင်မင်းပြပြတာတကယ်လဲ ECU ကြောင့်ပဲမင်းပြပြတာလားဝါရင်းတိုင်းကြောင့်ပဲမင်းပြပြတာလားသိအောင်ခုလိုမီတာဝန်တန်ကွန်နက်ရှင်ထားပြီးတော့တကယ်အကောင်းလုံးကိုတာတိုင်းမယ်ဆိုရင်ဒီဘုံနှလုံးကိုတိုင်းရင်လည်းအတန်းမမြင်ရပါဘူးဒီဘုံသုံးဘုံကိုတိုင်းရင်လည်းဘယ်လိုပဲတိုင်းတိုင်းအတန်းမမြင်ရပါဘူးအဲ့တော့ကျွန်တော်ဒီကောင်လေးကိုအဲကျွန်တော်ဥပမာတစ်ချက်တိုင်းကြည့်မယ်နော်ဒါလည်းကကလေး350ပြင်59ပြင်59လို့ကျွန်တော်တစ်ချက်တိုင်းကြည့်မယ်ဒီဘုံသုံးဘုံကိုကွန်ဘုံသုံးဘုံကိုကျွန်တော်တိုင်းကြည့်မယ်ဒီမှာတကုတ်တကုတ်ဘယ်လုံးနဲ့တိုင်းတိုင်းမိမိကြိုက်တဲ့ဘယ်လိုတိုင်းအတန်းမမြင်ပါဘူး ောက်လဲဆိုတော့ဒီ ECU ကအကောင့်ဖြစ်ပါတယ်နော်ဒီ ECU ကအကောင့်ဒီ ECU ကအပြတ်နော်ဒီမုတ်သုံးဖို့ဒီကောင်းနေရလုံးမှာဒီမုတ်သုံးဖို့အတန်ကွန်နက်ရှင်နဲ့ထားပြီးတိုင်းတယ်အတန်လုံးဝမမီပါဘူးအဖြစ်လို့ဆိုဒီ ECU ကအကောင့်ဖြစ်လို့ပါဆက်တက်လဲရလို့ပါဒီ ECU မှာတက်လိုက်ကျွန်တော်တိုင်းကြည့်မယ်ဒီမှာဒါလောင်းရလုံးမှာလောင်းရလုံးတိုင်းကြည့်တော့ဒီအပေါင်းတော့ကိုဒီ connection တိုင်းတဲ့နေရာမှာဘယ်လိုပဲတိုင်းတိုင်းသူက connection ပြတ်နေပြီဆိုတောော့ဒါ data function ပြတ်နေပြီလို့ဆိုလိုတာပေါ့နော်။ဟောဒါအောင်ဆိုတော့သူကတစ်ဖက်တစ်ဖက်ပြရမှာလေ เนาะဒါအောင်ဆိုတော့တစ်ဖက်သက်ပြရမှာဒါပေမဲ့လောလောဆယ်မှာကသူကနှစ်ဖက်စလုံးကိုဘယ်လိုပဲတိုင်းတိုင်းအတန်မြင်နေလဲဆိုတော့ဒီဆိုင်ကလေးစီးကအာမေးစုပြက်ပြီဒီဘက်သုံးဖို့တိုင်းတိုင်းတော့အချင်းချင်းအတန်မြင်နေပြီတော့ဒီဆိုင်ကလေးစီးကစတက်မရတော့ဘူးโอเคဒီဘက်ကောင်းတဲ့လုံးတိုင်းကြည့်မယ်အချင်းချင်းသုံးဖို့လုံးတိုင်းကြည့်တော့အတန်မြင်ဘူးဆိုတော့ဒီဘက်ကစတက်ရတယ်ဒီဘက်ကပရိယလာတဲ့ main ground လုံးနဲ့စတက်ဆိုင်ကလေးကအပေါင်းလုံးနဲ့တိုင်းရတဲ့ခါမှာအတန်မြင်ပါဘူးတကွအတန်မြင်ပါဘူးတစ်ဖက်တော့ကြီးတယ်နော်တစ်ဖက်တော့ကြီးတယ်ဒါအောင်ဖန်ဆင်းတဲ့သဘောတရားကသူကတစ်ဖက်တက်တာပေါ့နော် အဲ့တော့ဆိုလိုတဲ့ကတော့ ECU အောင်လုံးကိုဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် main ticket တာပဲဖြစ်ဖြစ်စက်တက်မရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်မိသားစုတန်ကွန်နက်ရှင်ထားပြီးတော့လွယ်တူနီးနေရတော့ဒီသုံးလုံးကိုတိုင်းအတန်မီနေရင်စက်တက်မရဘူးအတန်မီနီမှစက်တက်ရမယ်ဒီလုံးလုံးကိုတိုင်းတိုင်းနေရင်ရောင်းမြန်ဒီမိသားအနီးမိသားပြောတံကိုအပေါင်းတို့ကိုဘလို့လဲလက်တိုင်းလက်တိုင်းအတမကြီးရဘူးအကယ်၍နှစ်ဖက်စလုံးလက်တိုင်းတာကိုနှစ်ဖက်စလုံးတိုင်းတဲ့အခါမှာတန်ကြီးနေရင်ဒီဘက်ကမိခုပြတ်မယ်ဒါလည်းကတော့ ECU ကိုအပြင်မှာဟိုအလွယ်တကူပေါ့နော်မိသားလေးစလုံးနဲ့ဝယ်စိမဝယ်စိ အဟောင်းကောင်းတယ်မကောင်းဘူးဆိုတာလေးကိုဒါမျိုးမျိုးကိုဆမ်းသက်တဲ့ပုံစံလေးဒါနေတာအပိုင်းအဲဒီငုတ်တုံးဟုတ်ပေါ့နော်ဒီငုတ်တုံးဟုတ်ဒီအာသူကဘာလို့တို့ရလဲဆိုတော့ခြာကျင်လဲတင်းလို့ရတယ်စက်တက်လဲလှုပ်ဆောင်လို့ရတယ်အဲဒါလေဒီငုတ်တုံးကအချင်းချင်းကိုနေချင်းရှိနေရင်ခြာကျင်လဲမဝင်ဘူးစက်တက်လည်းမရတော့ဘူးပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်က easy ဘက်ကိုတိုင်းပြပါပြီဆိုတော့ကျွန်တော်ကဘာလို့ကြာမလဲဆိုတော့ဒီ quantum ချမ်းကိုတိုင်းကြည့်ရင်နော် quantum ချမ်းမှာတိုင်းရင်ကြာတော့သူကဘယ်လိုပြမလဲဆိုတော့အချင်းချင်းအတန်ကြီးရမယ်အချင်းချင်းကိုနေချင်းရှိရမယ်တော့မဟုတ်လို့ အဲ့ဒါအတန်ခွန်နဲ့ရှင်မထားပြီးတော့ဒီသုံးခုကိုတိုင်းတဲ့အခါမှာအချင်းချင်းခွန်နဲ့ရှင်ကနှစ်ခုပဲရှိတယ်တစ်ခုကပြောင်းနေခဲ့တယ်ဆိုရင်တော့ဒီမင်းကစတဲ့မရပါဘူးဒါကတော့ခုကတော့ ECU လေးမှားတဲ့ညီအကိုအတွက်ကို ECU လေးစမ်းပြရင်လည်းဝင်ကြည့်နေတဲ့ညီကိုတွေလည်းဒါပြောမယ်ဆိုတော့လေးရောင်နဲ့ညီကိုတွေဘူးသူသွားရအောင်ဒါပြန်လဲ share လုပ်ကိုချင်းဖြစ်ပါတယ်ဟိုတန်းက coin coin ချောင်းကိုတိုင်းရင်တော့အချင်းချင်းခွန်နဲ့ရှင်ရှိရမယ်သုံးခုလုံးတကယ်ဒီထဲမှာတန်ခိုးကခွန်နဲ့ရှင်မရှိဘူးဆိုတော့ဒီမင်းကစတဲ့မရပါဘူးနောက်တစ်ခုကသူတို့အချင်းချင်းနဲ့ခွန်နဲ့ရှင်ရှိရမှာသူက body နဲ့ ground ကြလို့မရပါဘူးသူက body နဲ့အချကြီးမယ် ကနက်ရှင်မရှိရပါဘူး။အတန်းဘော်လုံးနဲ့အဆချင်းနဲ့လို့ကနက်ရှင်ရှိတယ်ဆိုရင်ဒီဘက်ကတင်းတင်းပြီးနိုးရင်တော့နိုးနိုင်တယ်။စက်တက်မရပါဘူး။အဲ့တော့ quality ချမ်းကိုတိုင်းရင်၃ချောင်းလုံးအချင်းချင်း connection ရှိရမည် body နဲ့အကြလို့မရပါ၃ချောင်းနဲ့ကတစ်ချောင်းပြောင်းနေရင်ဒီဘက်ကအချင်းမဝင်ဘူးစက်တက်မရဘူးဘုမဟုတ်၃ချောင်းနဲ့ကတစ်ချောင်းချောင်း body နဲ့အကြနေခဲ့မယ်ဘုမဟုတ်၃ချောင်းလုံးအကြနေခဲ့မယ်ဆိုရင်ဒီဘက်ကကင်းနေပြီးနိုးရင်တော့နိုးတယ်စက်တက်မရနိုင်ပါဘူးဒါက quality ချမ်းကိုပြောတာပါ ဒီမှာရှိတဲ့ငုံတို့အစ်စီဘကငုံသုံးပါးကြတော့အချင်းချင်းကွန်နက်ရှင်မရှိရပါရှိနေရင်စာပြေမဝင်ဘူးစတက်မရဘူးဒါလေးတွေပေါ့နော်အခုကဒီဘက်မှာရှိနေတဲ့ main ground ငုံနဲ့ spec ရလေးရတဲ့အပေါင်းလာအပေါင်းဒါတဲ့အပေါင်းငုံနဲ့တိုင်းရင်အချင်းချင်းကွန်နက်ရှင်မရှိရပါဘူးအတောင်ပိုင်းသဘောတရားအရာတစ်ခါတည်းတက်ရမယ်အဲ့ဒါဆိုတော့ကောင်းပါတယ်။အဲ့ဒါကြီးဒီတော့ကွန်နက်ရှင်မှာထားပြီးတော့ဟိုဘက်ဒီဘက်နဲ့တိုင်းတာနှစ်ဖက်လုံးအတန်ညီနေခဲ့တယ်ဆိုရင်ဒီဘက်ကမင်းဖြူပြပါပြီ။ဒါလေးကတော့ဒီမှာပါတဲ့ socket လေးတွေအကြောင်းကိုကျွန်တော်ကရှင်းပြပေးတာပါ။ဒီတော့ရင်တော့ကျွန်တော်ဗာလေးရှင်းပြမယ်ဆိုတော့ဒီမှာရှိတဲ့ 33ဘောက်မှာရှိတဲ့ကျိုးတွေအကြောင်းကိုကျွန်တော်တစ်ချက်ရှင်းပြပေးမယ်နော်အဲ့တော့ဒီပုံလေးကကျွန်တော်ပါလဲဆိုတော့ပြဖြစ်ပါတယ်။ဒီကန်းကို7ဘောက်ဆိုတော့ဒီမှာ7နဲ့ဆုံးသက်ပါတယ်။ဒီမှာ7နဲ့စပြီး22နဲ့ဆုံးသက်ပါတယ်။ဒီမှာ23နဲ့စပြီးတော့33နဲ့ဆုံးသက်ပါတယ်။အဲ့တော့နံပါတ်1မှာရှိနေတာဒီပလက်ကွာရင်ကို ECU ကနေအနှုတ်ထုတ်ပြီးတဲ့ကျိုးဝါပြာကျိုးလေးပေါ့နော်။ဒီဝါပြာကျိုးလေးကဘာလို့ပလက်ကွာရင်မှာကကျွန်တော်တို့ကဟိုနံပါတ်6ဖြူကနေပေးထားတဲ့အပေါင်းကပောက်ခွင့်တဲ့အချိန်ကလေးကရောက်ပြီးသား။ အလောက်ကနေလိုအပ်တဲ့အနှုတ်ကို ECU A socket ရဲ့ပင်နံပါတ်၁မှာရှိတဲ့ဝါပြကျိုးလေးကနေပြီးတော့ဒီ power stop ရောက်တိုင်းပေါ့နော်ရောက်ပြီလေသူကနေပြီးတော့အနှုတ်ထုတ်ထုတ်ပေးရတာပေါ့အဲ့လိုမျိုး ECU ကနေပြီးတော့ပင်နံပါတ်၁ကဝါပြကျိုးလေးကအလောက်ကအနှုတ်ထုတ်ပေးနိုင်မှုဆိုတာအရေးကြီးဆုံးစင်တာကတော့ CKB စင်တာပေါ့နော် CKB စင်တာပေါ့ဒါပေမဲ့ CKB ကစင်တာကောင်းနေမဲ့လေအဲ့ဒီနေရာမှာ ECD စင်တာပြက်နေတာမျိုးဆိုရင်လေဒီဝါပြကျိုးကနေအနှုတ်ထက်မလာပါဘူးအဲ့တော့ကဲမြန်ဝါပြကျိုးကအင်ဂျင်လက်ပတ်တဲ့အခါမှာဘလက်ဘောကတော့မထုတ်ခဲ့ဘူးဆိုရင် CKB စင်တာရောကောင်းရဲ့လား နောက်တစ်ခုက TV စင်တာရောကောင်းရလား ECD စင်တာရောကောင်းရလားဆိုတာကိုစစ်ဆေးပေးပါနောက်ဆုံးနံပါတ်2အာကျွန်တော်တို့ကညိုညိုဝါချိုညိုဝါချိုကကြတော့ဟို ECU ကနေပြီးတော့စီပန်းမော်တာကိုတော့ဖွင့်တဲ့အချိန်မှာ20စက္ကန့်အနှုတ်ဘဝနဲ့အင်ဂျင်လေပတ်တဲ့အခါမှာအဲအနှုတ်ဘဝထုတ်ပေးတဲ့ကျိုးဒီ ECU ပြနံပါတ်2မှာရှိတဲ့ညိုဝါချိုလေးကစီပန်းကိုအနှုတ်ထုတ်ပေးနိုင်ဖို့အတွက်အရေးကြီးဆုံးဘယ်သူတွေကောင်းရမလဲဆိုရင်တော့ CKB စင်တာကောင်းရပါမယ်နောက်တစ်ခုကတော့ TV စင်နာတို့ ECD စင်နာတို့ကောင်းရပါမယ်နောက်တစ်ခုကတော့ Noise socket တွေပြုတ်နေရင်လည်းမရပါဘူး နော်အဲ့ဒါကဲရေးမြန်ပင်နံပါတ်နဲ့မှာရှိတဲ့ညိုဝါကျိုးလေးကစီမံမော်တာကိုအနှုတ်မထုတ်ခဲ့ဘူးဆိုရင်တော့ CKB စင်စာကိုနံပါတ်၄အနေနဲ့အဓိကထားစစ်ပါပြီးတော့ရင်တော့ Noise Socket တင်မပြုတ်ကိုကြည့်ပါပြီးတော့ရင် ECD စင်စာတို့ PB စင်စာတို့ကိုစစ်စစ်ပါနော်နံပါတ်၃ နံပါတ်3မှာပန်းပြာကျိုးလေးရကြတော့ဗာလဲဆိုရင်တော့ ECU ကနေပြီးတော့ internal nozzle ကိုစီတိုင်နေရောက်တဲ့အခါမှာအနှုတ်ထုတ်ပေးတဲ့ကျိုးလေးအဲ့တော့ ECU ကနေဒီပန်းပြာကျိုးနဲ့ internal nozzle ကိုအနှုတ်ထုတ်ပေးနိုင်ဖို့အတွက်အရေးကြီးဆုံးစင်ဆာကလည်းကတိုင်းစင်ဆာ CKD စင်ဆာပဲဖြစ်ပါတယ်အကယ်၍ညာ ECU ကဒီပန်းပြာကျိုးက internal nozzle ကိုအနှုတ်မထုတ်နိုင်ခဲ့ရင်အရေးကြီးဆုံးနံပါတ်1ဆေးရမှာကတော့ကတိုင်း CKD စင်ဆာဖြစ်ပါတယ်သူက CKD စင်ဆာကောင်းနေခဲ့တယ်ဆိုရင်လည်းအခြားသော TB စင်ဆာတို့ ECD စင်ဆာတို့ကိုစစ်ဆေးပါနံပါတ်နံပါတ်၄မှာကျိုးမှာပါနံပါတ်၅မှာကဝါဆိုင်ဝါဆိုင်ဆိုတာက စတက်ခလုတ်နှိမ့်လိုက်တဲ့အခါမှာစတက်ခလုတ်အထွက်ကနေပြီးတော့ထွက်လာတဲ့အပေါင်းချိုးဖြစ်ပါတယ်ကျွန်တော်တို့တရုတ်ဆိုင်ငယ်တွေမှာဆိုရင်စတက်ခလုတ်နှိမ့်လိုက်ရင်စတက်ခလုတ်ကထွက်လာတဲ့အပေါင်းချိုးတို့မဟုတ်အနှုတ်ချိုးဒီစတက်ရယ်လီကိုတန်းသွားပေမဲ့လေဒီဆိုင်ငယ်တွေမှာကျတော့စတက်ခလုတ်ကထွက်တဲ့အပေါင်းဟာ ECU ကိုသူက signal လန့်ပို့ပေးရပါတယ်စတက်နှိမ့်ချောင်းပေါ့နော်အကယ်၍သာဒီဝါပြဝါဆိုင်ချားချိုးပါစတက်ခလုတ်ထွက်ကနေပြီးတော့ ECU ရဲ့ pin number 9ဟိုတာအပေါင်းမရောက်ခဲ့ဘူးဆိုရင်တော့ဒီဆိုင်ငယ်က engine မလဲပါဘူးစတက်မရပါဘူးကင်းင်းပြီးနှိုးရင်တော့နှိုးနိုင်ပါတယ် စတက်မရတဲ့အခါမျိုးမှာဆိုရင်ဒီပြင်နယ်ဘက်ငားမှာရှိနေတဲ့ဝါစိန်ကြားကျိုးလေးကြီးကိုဒါတက်တာနဲ့ထိုးပြီးတော့စတက်ခလုတ်နှိပ်ပြီးတော့မိရောက်မရောက်ကိုစစ်ဆေးပေးပါပြီးသွားရင်နံပါတ်6 6မှာရှိနေတဲ့နတ်စိန်ကြားကျိုးလေးဆိုတာအိုင်ဒယ်လင်းခလုတ်ဖွင့်လိုက်တဲ့အခါမှာအိုင်ဒယ်လင်းခလုတ်အထွတ်အနှုတ်ကျိုးက เนาะအနှုတ်ဘွားကျူးကအာဒီ ECU ကို Adrenaline စနစ်စတင်ပြီဆိုတဲ့အကြောင်းကိုခလုတ်ကနေစကနေပို့တယ်အနှုတ်ဘွားကျူးလေးပဲဖြစ်ပါတယ်အကယ်၍ဒါ Adrenaline ခလုတ်ဖွင့်လိုက်တဲ့အခါမှာဒီနှစ်ထင်းကျူးလေးက ECU ပြင်နံပါတ်6ကိုဒါနှုတ်ဘွားမရောက်ခဲ့ဘူးဆိုရင်တော့ Adrenaline စနစ်လုံးဝလုံးမလုပ်ပါဘူးဒါကြောင့်ပြင်နံပါတ်9ပြင်နံပါတ်9မှာရှိနေတဲ့လီကူကျူးလေးဆိုတာကတော့ဒီ easy you are နေပြီးတော့ဒီ port ဒီကို24နာရီပြေးထားတဲ့အပေါင်းပါဝါ supply ကြီးဖြစ်ပါတယ်အဲဒါလေးက ဒီစီပြင်နံပါတ်ခွန်မာရှိနေတဲ့ဒီလူလူသားလူလေးကပေါ့ဝတာ24နာရီအပေါင်းပြီးမထားခဲ့ဘူးဆိုရင်စီပတ်မော်တာလည်းမလဲပါဘူးပလက်ကွန်ကိုလည်းအပေါင်းမရောက်ပါဘူးအင်ဂျာနော်ဒစီကိုလည်းအပေါင်းမရောက်ပါဘူး FID ကိုလည်းအပေါင်းမရောက်သည့်အတွက်ဒီဆိုင်ကလုံးဝဆက်နိုးမှာမဟုတ်ပါဘူးဒီပိုင်းရောပြင်နံပါတ်ပြင်နံပါတ်8နော်ဒီလိုတော့ ပင်နာမရှိမှရှိနေတယ်ကျွန်တော်တို့ကနက်ဖြူကြားကျိုးလေးဆိုတာကပေါ်ဖွင့်လိုက်တဲ့အခါမှာတော့အထက်နက်ဖြူဝါနေပြီးတော့ ECU ပါဝါနိုးဖို့အတွက်ပေးထားတဲ့အပေါင်းပါဝါ supply မျိုးဖြစ်ပါတယ်အကယ်၍သာတော့အထက်နက်ဖြူဝါ ECU ပင်နာမရှိကိုပေါ်ဖွင့်တဲ့အချိန်မှာအပေါင်းပါဝါ supply မပေးခဲ့ဘူးဆိုရင်တော့ဒီဇိုင်းကတည်းက ECU ပါဝါမနိုးသေးတဲ့အတွက်စင်တာဘိုင်းတွေရောအကျွေးတာဘိုင်းတွေရောလုံးဝလုံးမလုပ်သေးတဲ့အတွက်ဒီဇိုင်းကတည်းကစက်တက်လဲမရတယ်လို့ဆက်လဲနှုတ်ရမှာမဟုတ်ပါဘူးဒါကြောင့်စက်တက်မရတဲ့အခါဆက်နှုတ်လို့မရတဲ့အခါမျိုးမှာဆိုရင်လည်းပင်နာမရှိမှရှိတဲ့နက်ဖြူကျိုးလေးကပေါ်ဖွင့်တဲ့အချိန်မှာအပေါင်းရောမရောကိုစစ်ဆေးပေးပါ ဒီနံပါတ်9ကိုမှရှိတဲ့အနီရောင်ကျူးလေးဟိုဟာနီမျိုးကြားကျူးလေးပေါ့နော်အနီပေါ်မှာအနီအနီကြားထားတဲ့နီမျိုးကြားကျူးလေးရကြတော့ဖြူချောက်လုံးရဲ့နံပါတ်1ဖြူရနေပြီးတော့ ECU ကို24နာရီအပေါင်းပါဝါဆပ်ပလိုင်းအဝင်ပေးထားတဲ့ကျူးဖြစ်ပါတယ်ဖြူချောက်လုံးရှိတယ်ချောက်လုံးထဲမှာမှ3လုံးက1ရဲ့2ရဲ့3ရဲ့က24နာရီမြောက်56ကတော့